ကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်။ဘလောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ်။အကျိုးရှိကျင်တယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါ။အချင်းအခါကိုကြည့်ပြောပါ။မာနတွေဒေါသတွေနဲ့မပြောပါနဲ့။ဟုတ်လား။ပြီးတော့စကားတွေမများပါနဲ့။စကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာ။ နံပါတ်1ပြောရင်ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ့်လေတဲ့စကားမှုတာဝါဒကံထိုက်တက်တယ်ပြောရင်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပူပြီးတော့ရင်းနှီးတယ်ဆိုတာကိုသိသိချင်းတော့ဖိုးလူရဲ့အဖြစ်ကိုပြောရင်နဲ့ဂုံစကားတွေလည်းပါသွားတတ်တယ်ဟုတ်လားပြောရင်ပြောရင်နဲ့စိတ်လိုက်မှမှဖြစ်ပြီးတော့ကြံကြံထန်းထန်းနေလည်းထွက်သွားတတ်တယ်ဖရုတဝါစာနော်နောက်ပြောရင်ပြောရင်နဲ့ အနှစ်သာရမရှိတဲ့ဇာတ်ကြီးပါသွားရောညာသွားပြင်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့ဟုတ်လားအဲ့ဒီလို မှုတဝါရပိတုဏဝါစာဖရုတဝါစာတန်ဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရားမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြင်၅မျိုးအဲ့ဒီလိုဆိုရင်တပည့်တော်တို့စကားမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်စိတ်စိတ်ဖက်နေလိုက်တော့မယ်ဖျားလို့အဲ့ဒါလိုလည်းမလုံနဲ့ဟင်ဒီကမာကြီးတွေ စကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးနော်မဖြစ်ဘူးတခါလေတချို့ဦးစင်းကိုလာပြောတာတောင်တွေ့ဘူးတယ်ဒီနေ့တော့စကားမပြောတော့ဘူးဟုတ်လားဒီကောင်းတဲ့လောက်ကောင်းတယ်မကောင်းတဲ့လောက်မကောင်းဘူးတချို့ကဒေါသနဲ့မပြောတာစိတ်ကောက်ပြီးတော့မပြောတာစိတ်တိုင်းမကြလို့မပြောတာမပြောခြင်းလို့မပြောတာမတူမတန်ဘူးထင်လို့မပြောတာမပြောတာတွေကမပြောတာလေးတက်တက်နဲ့ချီကျူးလို့မရသေးဘူးဘာပြုလို့မပြောတာလဲဆိုတာကလိုသေးတယ်ဟုတ်ရလား အေးစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူး။ဘုန်းကြီးတွေမှာငါစကားမပြောဘဲနေအံ့လို့ကြင့်လို့ရှင်ဒုက္ခအာဘတ်တက်နေ။အခါတော်ဘယဟန်တော်တွေမြတ်စွာဘုရားကိုဝါကျွတ်တော့လာပြီးတော့ကြတော့ကြ။ကြတော့တော့မြတ်စွာဘုရားကခြေသားတို့ချမ်းချမ်းသာသာနေထိုင်ခဲ့ရရဲ့လား။မှန်လားပါဘုရား။ဘုရားပြည်တော်တို့နေထိုင်ခဲ့ရပါတယ်ဘုရား။တဝါတွင်လုံးဖရားတပည့်တော်တို့တယောက်ကိုတယောက်စကားမပြောဘဲနဲ့တကယ်အကျင့်မြတ်တွေကိုအကျင့်ခဲ့ပါတယ်ဖရား။ သူတို့ကစကားမပြောကြီးလို့ဒိဋ္ဌံပြီးတော့ကျင့်တာနော်တဝါတွင်လုံးတယောက်ကိုတယောက်ကောင်းတာလည်းမပြောဘူးဆိုးတာလည်းမပြောဘူးမတည့်တာမြင်လည်းမပြောဘူးမဟုတ်တာတွေမြင်နေလည်းမပြောဘူးဘယ်လုံးတယောက်ကလားခေါ်လည်းမထူးဘူးအဲ့တော့မြတ်စွာဘုရားဘယ်လိုပြောတယ်ထင်လဲမင်းတို့ဟာတဲ့နွားတွေလိုစိတ်တွေလိုချင်းခဲ့ကြတာပဲတဲ့ပပဆက်ဆက်ပြောတယ်မထင်နဲ့နော်ဒါဝိနည်းပါဠိတော်မှာရှိတယ်ဟုတ်လားအဲ့ဒီတော့ ကောင်းသောစကားတွေနဲ့တီဆောက်ထားတဲ့ငါဖရာရဲ့သာသနာတော်မြတ်ကြီးမှာဘယ်နဲ့ကြောင့်စကားမပြောဘဲနေ